အားလုံးပဲမင်္ဂလာပါအုံကံမီယာပရာတူတာကနာကနေပြန်လဲကျေဇူးလိုက်ပါတယ်။အခုတခါပြောပြပေးမှာကတော့ရွှေဘုံသာမုနီဖျားကြီးမှာတာသနာပြုနေတဲ့တိုင်နန်းရှင်အမတော်မမြစင်းရဲ့ဝမ်းနဲ့ကြည်ပွဲပေရာကောင်းတဲ့ကိုကြီးမတန်းဘဝဇလံအကြောင်းအရာလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။တိုင်နန်းရှင်အမတော်မမြစင်းမမြစင်းဟာဘကိုးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင်ပန်းနောင်မြို့နယ်ကျူမီအုပ်စုညာစင်းရွာသာရီဖြစ်တယ်။ညာစင်းရွာဟာရွှေတောင်မြို့နယ်နဲ့ပန်းနောင်မြို့နယ်အကြားအေယာဝတီမြစ်အတွင်းရှိကျွန်းကြီးတစ်ကျွန်းဖြစ်တယ်။မမြစရာတိုင်နှမ်းမှလူပြည်သူခိတရောက်ရှိလာသူတယောက်ဖြစ်ကြောင်းအတိမတ်ပြုကြပါရယ်။ပန်းအောင်ငါမျက်နာဖျားကြီးရဲ့အနောက်ဘက်ကြောင်လင်ဖျားဘေးကဇာလီယာတော်ရန်လေးမှာသူနေထိုင်ရတဲ့တိုင်တန်းရှိပါတယ်။ ်ထိုတိုင်တန်းသူပြန်ရမယ့်အကြောင်းကိုမတိခင်အချိန်ကလေးမှာလင်းဖြစ်သူကိုဖုံးကျွယ်နဲ့တားကလေးကိုသူကရိုင်ပြောကြခဲ့တယ်။မမြစိန်၁၂နှစ်သမီးအရွယ်ကမိဘများနဲ့အတူညာစိန်ကျွန်းမှစိတ်တဲရွာထောက်ရှာတန်းရွာများကိုဖျက်၍နှမိုင်ကဝေးကွာတဲ့ငားမျက်နာဖျားကြီးသူဖျားဖူးရောက်ခဲ့ပါတယ်။ ဖျားကြီးရဲ့နောက်ဘက်ရှိတောငွေတောင်ငွေတွေဝေးနေတဲ့ဇာလီယာတော်ရန်လေးစီတို့ငေးမျောခြင်းလွမ်းမြည်ရည်များရေဝဲနေပါတယ်။မကြခင်မှာပဲဖျားဘူးရင်လက်မီမီမျောသွားလေတယ်။နောက်နှစ်တွေမှာမိဘများကဖျားဘူးမလွတ်တော့ပြီ။ကိုဘုံကျွင်ဟာအထက်အညာပကံညောင်းသားဖြစ်တဲ့အယောင်ွယ်ကိစ္စဖြင့်မြားစင်းကျွန်းတို့အသွာလာများရင်မမြားစင်းနဲ့အကြောင်းပါခဲ့ခြင်းဖြစ်တယ်။မမြားစင်းကနမဲအရင်ရှိပါတယ်။ သို့တော့ကိုဖုံးကျွေကချစ်စနူးနဲ့မြစိန်ရွာသူ ဖြစ်တာနဲ့အညီမမြစိန်ဟုခေါ်ရင် နမယ်ရင်းမှာတိတ်မြုပ်သွားခြင်းဖြစ်ပေတယ်။မမြစိန်ကြောင့်မြစိန်ရွာဟုနမယ်တွင်ခြင်းမဟုတ်ပါ။မြစိန်ရွာကိုအစွဲပြု၍မမြစိန်ဟုနမယ်တွင်ခြင်းဖြစ်ပါတယ်။မမြစိန်ဟာစပယ်ပန်းကိုအလွန်ဆိုင်နှက်တတ်သူဖြစ်ပါတယ်။အိမ်အောင်ကြပြီးနောက်ပိုင်းမှာအိမ်မောကြနေစဉ်ပြန်ခဲ့ပါမယ်။ပြန်ခဲ့ပါမယ်။ဆိုပြီးတောင်းတမှန်မှန်နဲ့ထပြီးရောင်းရောင်းအော်တက်ပါတယ်။ အတင်းလုံးလို့ပြီးမိတော့လဲဘာမှမပြောပဲနိုင်တွေးပြီးတော့နေရည်များသာတထူထူကြလာတယ်။ကိုဖုံးကျွယ်နေမမြစင်းတို့တွင်တားရတနာတယောက်ထွန်းကားလေးတယ်။ဒါကလေးမွေးပါပြီးကလေးကမမြစင်းရဲ့ရောင်ရမ်းမှုတွေကရက်တွေပိုစိတ်လာတယ်။ကိုဖုံးကျွယ်နေမမြစင်းတို့ရွာဦးကျောင်းဆရာတော်ကြီးထံတားရောက်မေးမြန်းရှောက်ထားကြတယ်။ဆရာတော်ကြီးကတွက်ချက်ပေးပြီးဒကာမလေးအညီနဲ့အလူအတန်းမပြတ်လုပ်ပေးပါ။ဘဝအဆက်ဆက်ကတိုးဆက်ခဲ့ကြတယ်။မိဘမောင်ဘွားဆွေမျိုးသားချင်းတွေကိုအမျှတန်းပေးဝေပေးပါ။ နာမျက်နာဖျားစီသို့သွားပြီးစွန်ပန်းရေချမ်းကပ်ပါကျမ်းမာရေးကောင်းရန်ဆူတောင်းမှမူမိန်လိုက်ပါတယ်အမြစိန်သည်ကျမ်းမာရေးအတွက်ဖျားစီကိုရောက်လာပြန်တော့လွမ်းတလူဆွေးတလူဝမ်းနေဝမ်းသာဖြစ်နေမိတယ်တောင်လီလန်းလေးစီတို့လှမ်းမြော်ကြည့်လိုက်တဲ့အခါစိန်ညူညူတော်ရန်လေးတွေကမိကိုငွေတန်းလေးထဲမှာလူတူတူရောင်လက်ရက်ခေါ်တလူထင်မြင်လာရတယ်မမြစိန်ငိုကျင်လာတယ်မျက်ရည်တွေစူလာတယ် ရင်းနှွေးတုံလာတယ်။ကိုဖုံးကျွယ်ကိုပြတော့ကိုဖုံးကျွယ်မှာဘာကူမှမမြင်ရ။ဒါကြောင့်ကိုဖုံးကျွယ်ကိုခေါ်ပြီးရွာကူပဲပြန်လာခဲ့တော့တယ်။အဲ့ဒီနောက်အတန်ကြာမမြစိန်ကျမ်းမာကြီးပြန်ကောင်းလာတယ်။သားလေးကိုနှစ်အရွယ်မှာမမြစိန်ကျမ်းမာကြီးချိုးရင်းလာပြန်တယ်။ဘသူကမှလည်းစကားသိမ့်မပြောတော့ရွာဦးကျောင်းဆရာတော်ကကဲဒီຫນွေတီးနံပေါ်လျင်သားလေးကိုရှင်ပြကြတော့ဟုခေါ်ပြီးမိန်ကြားလေတယ်။တကယ်လားပြည့်ကျော်ရင်အလှကြီးပေးရန်စီစဉ်ကြလေတယ်။ ကိုဖုံးကျွင်ဟာတပူရဲလာဆန်းမှာပြည်မြို့တို့ကုံရောက်သွားရင်အပြန်မမမြစေမှားလိုက်တဲ့အတိုင်းသားလေးရှင်ပြုရန်မောင်ရှင်လာဝစ်စုံသင်ငန်းပိရိခရာများဇနီးမောင်နှံအတွက်အဝတ်အစားများနဲ့လှူပွဲပစ္စည်းများဧကန်ကြီးမှုရန်ပစ္စည်းများကိုစုံလွှင်စွာဝယ်ယူရန်မှာကြားလိုက်သဖြင့်ကိုဖုံးကျွင်ကလည်းမှာကြားလိုက်တဲ့ပစ္စည်းများကိုစုံစုံလင်းလင်းဝယ်ယူပြီးလေစိတ်သူဆင်းခဲ့ပါတယ်။ လီစိတ်မှာအညိုရောင်တိုက်ပုံပစိုးကွက်ကြလွယ်အကြီးတလုံးကိုလွယ်လျက်အဖိုးကြီးတဦးနဲ့အထုတ်ထန်းသားသောလူငယ်တဦးကငားမျက်နာဖျားသူလေကြုံလိုက်ခြင်းကြောင့်တောင်းပန်ပြောကြလေတယ်။ကိုဖုံးကျွယ်ရင်နဲ့ဒိတ်ခနဲ့ခုံသွားတယ်။သို့သောလေကြုံစည်းခီးတဲ့နှစ်ဦးကိုလေပေါ်တင်းပြီးခေါ်ခဲ့ပါတယ်။ရေစုံတို့ဆင်းလာခဲ့သောလေကြီးဟာနှစ်မိုင်ခန့်ဆုံစင်းခဲ့ပြီးပန်းအောင်မြို့မရောက်မီကျွန်းကျွန်းပေးတွင်ရေစံလည်းမဟုတ်ပါပဲ။ အပြည့်အနာစားလည်းမရှိတော့လှီခတ်တက်ကြီးရလည်းကျွမ်းကနေကျူးသွားလေတယ်တက်ကျူးသွားသောကျွန်းပေးတွင်ရနာပြီးကျွန်းပေါ်တက်ကတက်သည့်တချောင်းခုတ်ပါတယ်ညာဤရနာပြီးနောက်နေ့မနက်မှခရီးဆက်ခဲ့တယ်အတိတ်နမိတ်မကောင်းပါလားဟုကိုပုံးကျွယ်တွေးမိလေတယ်ရင်းတက်သည့်ခုတ်သောကျွန်းကိုယခုခါတက်သည့်ကျွန်းဟုခေါ်ကြပါတယ်ပန်းတော်မြို့နယ်တရက်လိန်အုပ်စုတွင် ပါဝင်တဲ့တက်သည့်ကျွန်းရွာကြီးဖြစ်ပါတယ်ထောက်ရှာတဲ့ရွာလေးစိတ်မှာ ခီးတန်နဲ့ဥပါထားခဲ့ပြီးရွာသူပြန်ခဲ့တယ်။ကလေးစိတ်မှမမျှစင်းတို့သားမိစောင့်ကြိုနေကြတယ်။ဆရာတော်နဲ့အတိုင်းမင်းမိတဘူရဲလာပြည့်ကျော်73ရက်နေ့ကိုအလူရက်သတ်မှတ်ကြတယ်။တဘူရဲလာပြည့်ကျော်10ရက်နေ့ညလူကြီးတိတ်မှကျိုးမော်ကခွေးများရုတ်တရက်ဦးကြကတကြွလုံးစူညံနေတယ်။ထိုချိန်မမြစိန်ကအိယာမလန်နူးလာပြီးခေါ်နေပြီးခေါ်နေပြီး။နားခဲ့ပါမယ်နားခဲ့ပါမယ်ဆိုပြီးကြောကြောအော်ပြီးငိုနေတယ်။ ထားတော့မလို့လုပ်ပြီးဝိုင်းဆွဲထားရတယ်။မပီစကားပြောကြ၊ချော့ကြနဲ့မိုးစစ်စင်လင်းတော့တယ်။ကိုဖုံးကျွယ်လည်းကြံရမရစီးစရာရှာရင်လီဘောပါလာတော့သူများကိုတတိယပြီ။ငါးမျက်နာဖျားပေါ်တို့ရောက်ခဲ့တယ်။ထိုးပိုးကြီးနဲ့တပည့်ဖြစ်သူတို့ကိုတောင်ဘက်ဇောင်းနန်းဇီးအပ်ပေါ်မှာအခန့်တင့်တွေ့လိုက်ရတယ်။အကျိုးအကြောင်းပြော၍စီးကူပေးရန်ပင့်ရာအလုတ်အရေးကြီးနေသဖြင့်မလိုက်နိုင်ပါဟောဒီစီးနဲ့အနရေကင်းလက်ဖွဲ့ကိုလဲပေးမှချီပေးပါ အမြန်ပြန်ဟူမှလိုက်တယ်။ကိုဖုံးကျွယ်အိမ်ပြန်ရောက်တော့မမြစင်းကမတက်တာ။ตาလေးကလည်းကြိတ်ငိုနေတယ်။ဆွေမျိုးသားချင်းတွေကလည်းမျက်နှာမကောင်းကြ။ဆရာကြီးပေးလိုက်တော့ဆေးကိုရေဖြောအဆက်ချတိုက်ပြီးလက်ဖွဲ့ကလေးကိုမမြစင်းလေပင်မှခြီးပေးလိုက်တယ်။ခြီးပြီးတုပ်ပြီးဖြစ်သွားတာကိုတော့ကိုဖုံးကျွယ်မသိရှာပေ။တပူရဲလာပြီးကျော်ကိုရဲ့နေ့တက်ကြီးကောင်းချချိန်မှာမမြစင်းကကျမအသွားရတော့မယ်။သူတို့လာခေါ်နေကြပြီ။အဲ့ချိန်မှာကိုဖုံးကျွယ်လည်း ဟာသွားပါပြီ။ဟိုတိုက်စီယာတွေကိုငါလှေပေါ်တင်ခဲ့တာကို ဟာသွားပြီလက်ဦးသွားပါပြီ။ဒါလေးကိုတတ်မှတ်ထားတဲ့ရက်မှာ ရှင်းပြပေးပါ။ရှင်းလောင်းလဲလျင်ငါမျက်နာဘုရားကြီးကိုဥခိုက်ဖူးမြေမှာရည်စက်ချရင်ကိုဖုံးကျွေတို့သားဖာနှစ်ဦးစလုံးမမြစင်းကိုအမိခွန်ပြီးအမြပေးဝေပြီးပါငါမျက်နာဖျားကြီးနောက်ဖက်ကြောင်လင်ဖျားပြီးကဇာလီယာတော်ရန်လေးမှာမမြစင်းနေရတော့မယ်တော်ရန်လေးကမင်းငုံငွေရန်လေးတွေကိုမြင်ရလိမ့်မယ် အဲ့ဒီကိုလာပြီးအမျှပေးဝေပေးပါဟုတူတူညင်ညင်နဲ့ပြောဆိုပြီးကိုဖုံးချွေတို့သားဖကို ထားခဲ့ကမမျှစင်ကွေလွန်သွားရှာလေတယ်တအိမ်တုံးမှာလည်းစပေးပန်းရနံ့တွေမှုေးပြန့်ချိုင်လိုက်နေတယ်ကိုဖုံးချွေတို့သားဖကိုမင်းလွန်ကြိုက်တဲ့စပေးပန်းတွေနဲ့နှုတ်ဆက်ခွဲခွာသွားပြီလားမမျှစင်ရေလို့ရင်ထဲမှာကြည်ခွဲဝမ်းနဲ့စွာပြောနေမိတော့တယ်နောက်နေ့မှာမမျှစင်ဇာပနာကိုအရင်စီစဉ်ရတော့တယ်အလှပွဲရက်ကနီးကပ်နေပြီလေမမျှစင်ရဲ့ဇာပနာမှာကိုဖုံးချွေနဲ့သားကလေးကိုမြင် င်းပြီးယူကျုံမရဖြစ်နေရတယ်။ရှင်လောင်းလေတော့လဲငါမျက်နှာဖျားစီကိုယောက်ကြတယ်။ကိုဖုံးကျွယ်စိတ်ထဲမှာတော့မမျှစေးကိုသာတတိယနေမိတယ်။မြစင်းရေမင်းမာတဲ့အတိုင်းဒီနေ့ရှင်လောင်းလှဲ့ပြီးငါမျက်နှာဖျားစီကိုလာရောက်ဥခိုက်ပူးစောကြော့ခဲ့ပါတယ်။မနှက်ပြန်မင်းသားကလေးရှင်သားမနီဖြစ်တော့မယ်။မင်းလာနိုင်ရင်လာခဲ့ပါ။ ဒုသားဖားတွေမင်းမာခဲ့တယ်လို့အမြတမ်းပြီးဝေပေးပါမယ်လို့လူတိတ်စွာပြောဆိုမိခဲ့လေတယ်။အလှပြီးမြောက်လို့ရေးဆက်ချအမြပြီးဝေတော့လေကိုဖုံးချွေခမရခြောက်တန်းအောင်အမြမဝေနိုင်။ညက်ရီတွေတွေတွေကြားပြီးမမြစေရင်ဒုသားအဖအလှပြီးလို့ရေးဆက်ချအမြဝေနေပါပြီ။မင်းကြားနိုင်ပါစေ၊မြင်နိုင်ပါစေ၊သာဓုခွန်နိုင်ပါစေဆိုပြီးဒုဒုသာပြောလိုက်ရတော့တယ်။တပူရဲလာကွယ်နေမနဲ့မှာ ဆရာတော်ဒံပြင်ပန်းပြီးသားကိုရင်လေးပါခေါ်၍ငါးမျက်နှာဖျားကိုလာခဲ့ကြတယ်။ဖုန်းကြီးเจ้าမှဧည့်သည်တို့ပါဖျားဖူးရန်လိုက်လာခဲ့တယ်။ ထိုရဲ့တဲ့ကတော့စကားမပြောတတ်လက်ဟန်ချီဟန်နဲ့သာပြောရတယ်ဖျားဘူးပြီးမမြစင်းကသူရှိနေမယ်ဟုပြောသွားတယ်။ကြောင်လင်ဖျားဘေးကဇာလီယာဒေါ်ရန်လေးကိုတွားကြည့်ကြတယ်။ကိုရွှေရလည်းတပါးတည်းပါလာခဲ့တယ်လီ။ဒေါ်ရန်လေးရဲ့ဝင်ကားစားမှာစက်သိန်းတွေထားတယ်။ကိုရင်လေးကလည်းသူ့အဖေလက်ကို တင်းတင်းဆုပ်ထားတယ်။ဒေါ်ရန်လေးအလဲမှာဖျားနှစ်ချက်စာလောက်ရှင်းလင်းလာပြီးပက်လေမှာတိုင်လေးတိုင်ဆိုင် ကျိုးနေကြီးနဲ့တန်းကကာယံထားတယ်။အထဲမှာလေကြုံစည်းလာခဲ့ကြတဲ့အဖိုးကြီးနဲ့ဆရာတပည့်နှစ်ဦးကအုံပွဲငပြောပွဲရင်နဲ့အတူတွေ့ရတယ်။အဖိုးကြီးကကိုဖုံးချွေလူအားလှည့်ကြည့်ပြီးအေးမင်းတို့လာမယ်ဆိုတာငါကြိုသိပြီးသားပါ။လာကျူဝိုင်းထဲဝင်ဆိုပြီးခေါ်လိုက်တယ်။ကိုဖုံးချွေကမမစင်းကဒီဒေါ်လာလေးမှာသူရှိနေမယ်လို့ပြောလို့လာတာပါ။အထဲကိုကျွန်တော်တို့မဝင်တော့ပါဘူး။ပြန်တော့မယ်ဆိုပြီးပြောရ။အေးဟုတ်တယ်။မင်းမိမမမစင်းကဥစ္စာစားတိုင်တန်းရှင်။ ီငါးမျက်နှာဖះအတိုက်မှာစောင့်နေရတာငါခုသူတို့ကိုခေါ်နေတာမကြခင်လားတော့မကိုရင်လေးအမေကိုတွေ့ကျင်တယ်မလားလာလေးဒီထဲကိုဝင်ခဲ့ဆိုပြီးကိုရင်လေးကိုပါခေါ်ပြန်တယ်မမြစင်ကိုတွေ့ရမယ်ဆိုတော့တားဖာနှစ်ဦးစလုံးကျိုးဝိုင်းထဲကိုဝင်ခဲ့ကြတယ်ကိုရွှေရကတော့မဝင်ဘေးကနေသာအရေးချေကြည့်နေတယ်အဖိုးကြီးကလွယ်ဤထဲကို၌ပြီးအင်းချက်တွေနဲ့မြေပြင်ပေါ်ကပောက်ကစေးမုံတွေမှန်းပြီးမြေပေါ်ကျဲဖြန့်နေတယ် လက်ထဲကနီညိုယောင်ကျိန်လုံးနဲ့မြေကြီးကိုရိုက်ပြီးဟဲ့လာခဲ့စမ်းဒူးတုပ်ပြီးလာခဲ့တိုက်ကိုဖွင့်စမ်းနေယောက်ျားနဲ့နင့်သားကိုရင်ငါစီးဝိုင်းနဲ့ရောက်နေပြီ။ညာစိမ့်ညာစိမ့်အခုလာခဲ့ထွက်ခဲ့တိုက်ကိုဖွင့်ပေးဟုစူးစူးဝါဝါအော်တော့တယ်။ထိုအခါလီမတိုက်မိုးမွေရာပဲနဲ့တစ်ပင်တစ်တော်တွေကရင်ရိုင်းပြီးတောဟီတန်လိုဝူဝဝနဲ့ဒရောလုံးစူညံသွားတော့တယ်။ကိုဖုံးချွေတို့သားပါလေကြောက်ရွံ့ပြီး တဦးကိုတဦးဖက်နေရရှာတယ်။စပယ်ပန်းရင်းတွေကလည်းမှုေးပြန့်လာတယ်။ထိုအချိန်မှာ ကိုရွှေရတရားမမျော်လင့်မဲဝူဝဝအော်ဟစ်ပြီးကျွိုင်းနယ်ပြည်ဝင်ကအုံပွဲငပြောပွဲတွေကိုခြေဖြင့်ကန်လွတ်ပြစ်တော်တယ်။ဆရာကြီးနဲ့သူတို့ဘက်ကစွဲတော်လဲမရပေ။ကိုရွှေရကူတော့စကားပြောပြီးလေ။အောင်ပြီအောင်ပြီဆိုပြီးတော့အော်တော့လေ။အဖိုးကြီးဆရာတဲ့ဘက်မှာရည်ကြီးပေါ်လူးလိမ့်ပြီးကဲပါယူပါအော်နေရတော့တယ်။ ိုဖုံးကျွယ်တို့သားဖာလဲကြောက်လန့်တကြားခတ်တုတ်တုတ်ရွာတို့သာပြေးပြန်ခဲ့ရတော့တယ်ထိုတပူရဲလာကွယ်နေည၈နာရီလောက်မှာပဲဆရာတော်ကခေါ်ခိုင်းလို့ကိုဖုံးကျွယ်ဖုံးတော်ကြီးចောင်းတို့အဖို့တယောက်နဲ့လာခဲ့ရတယ်ဆရာတော်ကကလတ်ထိုင်ပေါ်မှာရှိတယ်ကိုရင်လေးများနဲ့ကပ္ပယာကြီးများကကျမ်းမြင်ပေါ်မှာထိုင်နေကြတယ်ခရီးရှိတွင်ရွာထဲကဒေါ်လေးခင်နဲ့တူတူမလေးကကြုံကြုံထိုင်နေကြတယ်ကဲကဲတကားမကြီးပြောစရာရှိတာပြောပါ ဖုန်းကြီးခွင့်ပြုပါရယ်။ဇူပီစီရော်ကခွင့်ပြုပေးတယ်။ဒေါ်လေးခင်တကူလုံးတုံကြီးလာပြီးကိုဖုံးကျွယ်တို့ဘက်ကိုလှည့်ကငိုတော့တယ်။ကိုရင်လေးကိုလည်းရှ िख ိုးကြတော့တယ်။ကိုဖုံးကျွယ်ကျမမမြစိမ့်ပါ။ညာစင်းဟာငားမျက်နာဖျားကြီးတိုက်ကိုစောင့်ရတဲ့ဥစ္စာဆောင်မှာမောင်နှမလေးယောက်ရှိပါရယ်။လူပြည်ကိုခဏသွားကျင်နေဆိုလို့လွတ်လိုက်တာ။သားသမီးရရင် ပြန်လာပါမယ်လို့ဂရီပေးခဲ့ရတယ်။ ကိုရွှေအားတိုင်တန်းမှာမမျှစင်းရင်မောင်းပါတိုင်တန်းရှိတဲ့နေရာကိုတိုက်စရာတွေတီးသွားကြပြီဒါကြောင့်မမျှစင်းတို့တိုက်ပြောင်းရတော့မယ်ပန်းတော်မျိုးရဲ့မြောက်ဖျားကဖိုးဦးတောင်ကိုပြောင်းရမယ်အဲ့ဒီမှာဖိုးဦးဖိုးဖြူမြင့်စုတန့်စီတောင်တန်းတွေတစ်ဆက်သေးရှိတယ်။နောက်အဲ့ဒီတောင်တန်းတွေမှာဇီဒီပထိုးဖျားသာသနာပွင့်လန်းလာတော့မှမနက်ဖြန်ပြောင်းရတော့မှကိုဖုံးကျွယ်နဲ့ကိုရင်လေးအဲ့ဒီတောင်တန်းတွေစီကိုအရောက်လိုက်လာခဲ့ပါမမျှစင်းတို့ပေးပိုင်ခွင့်ရှိတဲ့ပစ္စည်းတွေတဲကတောင်တစ်ခုပေါ်မှာ ငွေတွေပုံပေးထားပါမယ်အဲ့ဒီနေရာမှာငွေပုံပေးစီတီတည်ထားပေးပါနောက်တောင်တစ်ခုမှာရွှေတွေပုံပေးထားပါမယ်အဲ့ဒီနေရာမှာ ရွှေပုံပေးစီတီတည်ထားပေးပါ စီတီတွေတွေပြီလို့အမျှဝေရင်တိုက်ချုပ်ဘူတော်နဲ့မမျှစိန်တော်မောင်နှမတွေကိုဒီဘဝကကျွတ်အောင်လွတ်အောင်ကိုဖုံးကျွယ်တို့တာဖာကိုတိုင်းအမျှပေးဝေပေးပါလို့မျက်ရည်ဆက်လက်နဲ့မှားကြခဲ့လေတယ်ចောင်းကန်တစ်ခုလုံးစပယ်ပန်းရက်နဲ့နှွေးနေပြီးမကြမီမှာပင်တဖြည်းဖြည်းနဲ့ပြေသွားတော့တယ် နောက်နေ့မှာကုဖုံးကျွေတို့သားဖာလဲမမြစိမှားခဲ့တဲ့အတိုင်းမမြစိမှားထားတဲ့နေရာကိုတွားရောက်ပြီးရွှေပုံထားတဲ့နေရာကိုရွှေပုံပေးစီတီတဲရန်ငွေပုံထားတဲ့နေရာကိုငွေပုံပေးစီတီတဲရန်စီမံနေတယ်။ဖျားတဲပြီးတာနဲ့အမတော်မမြစိနဲ့တကွာတိုက်ချုံဘိုးတော်မမြစိရဲ့နောက်လိုက်နောက်ပါမမြစိရဲ့မောင်နှမတွေအကုန်လုံးကိုအများချမ်းပြီးဝေကမမြစိလဲသူမြဝေတန်များကိုကြာရင်တာရုခေါ်ကမမြစိတို့တိုက်ပြောင်းသွားရနေတယ်။ ရွှေဘုံသာမှုနီဇီရီတော်ကြီးရဲ့ရင်ပြင်းတော်အရှိမြောက်တော်မှာအမတော်မမြစင်ရဲ့နန်းနန်းကိုခန္ဓာတင့်တွေစွာတိဆောက်ထားပါတယ်။အမတော်မမြစင်ရုပ်ထုကိုမန္တလေးမြို့ကဒေါ်မြင့်မြင့်တန်အင်ဂျင်နီယာက၎င်းရဲ့အိမ်မှာဗဘူးစရာခေါ်ပြီးထုစစ်ခဲ့တယ်။မျက်နာကိုအထိတ်ချံပြူစိတ်ကူးပုံပေါ်အာယုံယူပြီးကိုယ်တိုင်ပြုလုပ်ခဲ့တယ်။ မိန်းကလေးအင်ကအစုံလင်ထဲသွင်းထုတ်လုပ်ခဲ့ပါတယ်။ဝယ်လဲတော်လဲလဲပါကရှီမာကလကားပိပီမြို့သမီးများကသာလဲလဲပေးရပါတယ်။ဝယ်စားတန့်ပြတ်စွာဝယ်ဆင်ပြီးအပြုစင်တူပါဝင်ကလဲလဲပေးကြရတယ်။ရွှေဘုံသာမုဏိဖျားကြီးဗတ်စုံပြုပြင်နေခြင်းကအမတော်တို့ညီမသုံးဦးအစိမ်းရောင်ဝယ်စုံများဖြင့်လာရောက်၍လက်ဝတ်လက်စားတွေချုပ်ကလှူဒန်းသွားခဲ့ကြလေတယ်။အမတော်နဲ့နန်းမှာအမျိုးသမီးငယ်နှစ်ဦးဓာတ်ပုံရိုက်ပြီး ုံကူးသောအခါနောက်မှပဝါပြူချုပ်နာသောအမရောပုံထူးခြားစွာပါလာခဲ့၍ဂောဘကအဖွဲ့မှ မှတ်တမ်းပြုထားပါတယ်။ရှမ်းပြည်ကတိုင်းရင်းသူတို့အမတော်တလွန်အားဓပုံရိုက်ပြီးအမတော်တကယ်ရှိပါကထင်ရှားစွာပြရန်အဓိဋ္ဌာန်ခဲ့တယ်။လက်ကင်ဖုံးဖြင့်ရိုက်ချင်းဖြစ်တဲ့အတွက်ဖွင့်ကြည့်ကြတဲ့အခါမှာတလွန်ပေါ်မှာတုံးလုံးလဲနေသောအမတော်ပုံရိပ်ကိုတွေ့ရလေတယ်။ဓပုံကူသောအခါကူး၍မရပေ။အရင်နောက်ထူပုံကိုအနီးနားရှိဂောဘကနှင့်ဖျားဘူးသူတို့ဖုံးထဲတွင်မြင်တွေ့လိုက်ရလေတယ်။အမတော်နန်းမှာအလှူငွေကိုဗန်တွင်တီးခြားအပ်ထားပြီး ဖျားကြီးရွှေတင်ငန်းကတ်လူပူဇော်ခြင်းတွင်အမတော်ရဲ့သာသနာပြုလုပ်ငန်းအဖြစ်ပါဝင်စီကရွှေတင်ငန်းကတ်လူပေးကြပါတယ်။အရင်ကရွှေပုံသာဖျားကြီးတွင်မုတ်သုံးခုသာရှိခဲ့ပါတယ်။ဘိုးတော်များနဲ့အမတော်မမြဆင်းကအနောက်ဘက်မုတ်ပါဖွင့်လှစ်ပေးပါရန်မြစ်တာရက်ခန့်တောင်းဆိုခဲ့၍အနောက်ဘက်မုတ်ကိုပါဖွင့်ပေါက်တိဆောက်ပေးခဲ့ရတယ်။ပြည်မျိုးမှနဝရီတရာကြီးအတိုင်းအနောက်ဘက်မုတ်တို့ကူကမြောက်ဥရက်တို့သွားလျင်အီယာဝရီမြကန်းနှပေးမှာရွှေပုံသာမူနီစီတော်မြတ်ကြီးကိုကြည်နူးဖွယ်ရာဖူးတွေးရမည်ဖြစ်ပါတယ်။ တယ်။ရွှေဘုံသာမုဏိဖုရားမှာမြောက်ရက်သို့ဆက်လက်၍သွားလျင်ယခုအခါပရိဒဥကြောသူတည်ထားတဲ့ဖုရားကို တွေးရှိဖူးမြော်ရမည်ဖြစ်ပါတယ်။သူဖုရားမှာမြောက်ရက်သို့ဆက်သွားပါက ဖိုးဦးတောင်ကိုရောက်ရှိမည်ဖြစ်ပါတယ်။ဖျားဖူးလာပြည်သူများနှင့်မမြစင်ရဲ့ပထန်းစင်များကလည်းမိမိတို့ပြည်သူများကုသိုလ်များအားအများတန်းဝေလျင်တိုက်ချုပ်ဘိုးတော်နဲ့မမြစင်တို့မောင်နှမတစုအားအများတန်းပေးဝေရင်ဒီဘဝမှာကျွတ်ပါစေလွတ်ပါစေတဆင့်တဲ့တဆင့်မြင့်တဲ့မြင့်တဲ့ဘဝတွေကိုရယူပိုင်ဆိုင်နိုင်ကြပါစေလို့စူတောင်းမြတ်တာပို့တာကအများတန်းပေးဝေတင်ပါတော့တယ်။ ဒါကတော့ရွှေဘုံတော်မူနီဖျားကြီးမှာသာသနာပြုနေတဲ့အမတော်မမြစင်းရဲ့ကိုကြီးမှတ်တမ်းဘဝဇလံကိုစိတ်ဝင်စားပွဲပြောပြပေးသွားတာပဲဖြစ်ပါတယ်။ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။